ဩစတြေးလျနိုင်ငံသည်နေရောင်ခြည်နှင့်ကမ်းခြေများဖြင့်လူတိများတော်လဲနှင်းဖုံးတောင်တန်းများလဲရှိသည်ကိုတင်သိပါသလားဤဒီမှာအံ့ဩပွေကောင်းသောတဘာဝအလှတရားနှင့်စွန်းစားကမ်းများပေါင်းဆက်ထားသည့်နေရာတစ်ခုဖြစ်သည်ဩစတြေးလျ၏နှင်းဖုံးတောင်တန်းများသည်ကမ္ဘာလှည့်ခရီးသည်များចောင်းသားများသူတေသည်များနှင့် တောင်တက်သမားများအတွက်စိတ်ဝင်စားပွဲရာနေရာများဖြစ်သည် ဩစတြေးလျနိုင်ငံ၏နှင်းဖုံးတောင်တန်းများသည်ဩစတြေးလျအဲလစ်ဟုခေါ်သောဒေသတွင်တည်ရှိပါသည်ဤတောင်တန်းများသည်မြူးဆော့ဝေးပြည်နယ်ဗစ်တိုးရီးယားပြည်နယ်နှင့်ဩစတြေးလျမြို့တော်နယ်မြေတို့ကိုဖြတ်သန်းတည်ရှိပါသည်ယင်းတို့သည်ဩစတြေးလျတိုက်၏အမြင့်ဆုံးတောင်တန်းများဖြစ်ကြပါသည်မြူးဆော့ဝေးပြည်နယ်တွင်နှင်းဖုံးတောင်များဟု လူသိများသောဒေသတစ်ခုရှိပါသည်။ဤဒေသတွင်ဩစတြေးလျ၏အမြင့်ဆုံးတောင်ဖြစ်သည့် ကိုစီယက်စ်ကိုတောင်မန်ကော့ဆက်စကိုတည်ရှိပါသည်ကိုစီယက်စ်ကိုအမျိုးသားဥယျင်သည်စောင်းရသည့်အားကစားများအတွက်အဓိကနေရာတစ်ခုဖြစ်ပါသည်ထရက်ပိုထရက်ဘိုနှင့်ပယ်ရီရှာပရက်ရှာကဲ့သို့သောနမည်ကြီးနှိရှောစီအပန်းဖြေစခန်းများသည့်ဤဒေသတွင်တည်ရှိပါသည်ဤနေရာများသည့်နှိရှောစီခြင်းနှင်းပုတ်စီခြင်းနှင့် အခြားဆောင်ရာသည့်လှုပ်ရှားမှုများအတွက်အကောင်းဆုံးနေရာများဖြစ်ကြပါသည်။နွေရာသီတွင်လည်းတောင့်တက်ခြင်းနှင့် စပိန်စီးခြင်းတို့အတွက်အလွန်လှပသောနေရာများဖြစ်ပြီးဗစ်တိုးရီးယားပြည်နယ်တွင်လည်းဗစ်တိုးရီးယားအဲလပ်စ်ဟုခေါ်သောနှင်းဖုံးတောင်တန်းများရှိပါသည်။ဤဒေသသည်အဲဘိုင်းမြို့သားဥယျာဉ်၏အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ Post Creek, Falls Creek, Mount Horton, Mount Hatham နှင့် Mount Bula, Mount Bowler တို့သည်လူကြိုက်များသောနှင်းလျှောစီးအပန်းဖြေစခန်းများဖြစ်ကြပါသည်။ ဤတောင်တန်းများသည်သဘာဝအနှောက်အပများဖြင့်ပြင်းထန်နေပြီးထူးခြားသောတစ်ပင်ပန်းမန်များနှင့်တရိษံများကိုတွေ့မြင်နိုင်ပါသည်။ယင်းတို့သည် သူတေသနာပြုရန်နှင့်သဘာဝပတ်ဝန်းကျင်ကို လေ့လာရန်အတွက်အဖိုးတန်သောနေရာများလည်းဖြစ်ပါသည်။ဩစတြေးလျ၏နင်းဖုံးတောင်တန်းများသည်ကဘာလက်ခီးတဲများအတွက်မမျောလင့်ထားသောအတွေ့အကြုံများကိုပေးစွမ်းပါသည်။နှင်းလျှောစီခြင်း နှင်းပုတ်စီခြင်းနှင်းဖနက်စီခြင်းနှင့်တောင်းတခြင်းတို့အပြင်တဘာဝအလှပများကိုခံစားရင်အပန်းဖြေနိုင်ပါသည်။ဤနေရာများသည်ပညာရေးဆိုင်ရာ လေ့လာမှုများအတွက်လည်းအလွန်သိနေရပါသည်။ဩစတြေးလျ၏နှင်းဖုံးတောင်တန်းများသည်စွန်စားကန်းနှင့်တဘာဝအလှပများကိုပေါင်းစပ်ထားသောအံ့ဩဖွယ်ကောင်းသည့်နေရာများဖြစ်ပါသည်။ဤတောင်တန်းများ၏ခန်းနာထေဝါမှုကိုကိုယ်တိုင်ကိုကြလာရောက်ခံစားကြည့်ရှုရန်ဖိတ်ခေါ်အပ်ပါသည်။